မင်္ဂလာပါရှင်။ဘာမခိတဲ့တဲ့ရင်ဌာနဤထိတ်တန်းတဲ့ရင်များကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့အကြံဖတ်စစ်တပ်ဤအတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်သည့်အနေဖြင့်အမေရိကန်ရောက်မြန်မာနိုင်ငံသားများကအမေရိကန်သမ္မတအိမ်ဖြူတော်နှင့်တရုတ်တန်ယုံရှိတွင်အလုံးရင်းဖြင့်ချီတက်ဆန္ဒပြရတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်။ အချမ်းဖတ်စစ်တပ်အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်သည့်အနေဖြင့်အမေရိကန်ရောက်မြန်မာနိုင်ငံသားများကအမေရိကန်သမ္မတအိမ်ဖြူတော်နှင့်တရုတ်တန်ယုံတို့တွင်အလုံးအရင်ဖြင့်ချီတက်ဆန္ဒပြကြကြောင်းသိရပါသည်။ယနေ့အမေရိကန်စံတော်ချိန်နိုဝင်ဘာ22ရက်နေ့မော်လယ်ပိုင်းမြန်မာစံတော်ချိန်နိုဝင်ဘာ23ရက်နေ့နဲ့အစောပိုင်းအမေရိကန်ပြည်ထောင်စုတွင်ရောက်ရှိနေကြသောမြန်မာနိုင်ငံသားများကတရုတ်တန်ယုံရှိတွင်ဥစွာဆန္ဒပြကြွေးကြော်ကြပါသည်။ရှင်းအောင်အမေရိကန်သမ္မတအိမ်ဖြူတော်တို့ တွားရောက်ဆန္ဒပြကြပြီးမြမအရေးတွင်တရုတ်နိုင်ငံကဝင်ရောက်ဆွတ်ဖက်နေမှုကိုစန့်ကျင်ခြင်းစစ်တပ်အတူရောက်ရွေးကောက်ပွဲကိုစန့်ကျင်ရင်သမရဦးဝင်းမြင့်နှင့်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအချင်းသားများလွတ်မြောက်ရေးတို့အတွက်ကြွေးကြော်သံများဟိတ်ကြွေးဆန္ဒပြခဲ့ကြပါသည်ဆလပင်ဇီကုံမျိုးပေါ်တွင် KTB တို့လာရောက်ပြောပါသည်စစ်သားနှင့်ရဲခွနဦးကိုတော်လန်ရေးတက်များကစီးနှင့်တိုက်ခိုက်မှုစစ်သားနှင့်ရဲခွနဦးသေဆုံးပြီးလက်နက်ခဲယံတချို့သိမ်းဆီးရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည် ်ပဲခူးတိုင်းစီကုံမြို့ပေါ်တွင် KTB တို့လာရောက်ပျော်ပါသည့်စစ်သားနှင့်ရဲခွနဦးကိုတော်လန်ရေးတပ်များကလျှက်တပြက်ဝင်ရောက်စီးနှင်တိုက်ခိုက်ခဲ့ရာစစ်သားနှင့်ရဲခွနဦးသေဆုံးပြီးလက်နက်ခဲယံတချို့သိမ်းဆီးရရှိခဲ့ကြောင်းမျက်စစ်တီတပ်ဖွဲ့မှကိုအောင်ကတရင်ဌာနကိုပြောကြားပါသည်။နိုဝင်ဘာလ22ရက်နေ့ည7:00နာရီဝန်းကျင်အချိန်စီကုံမြို့ပေါ်ရှိ KTB တို့စစ်သားနှင့်ရဲခွနဦးကလာရောက်တောက်စားမှုရပျော်ပါနေကြောင်းတရင်ရရှိသဖြင့်တော်လန်ရေးတပ်များကအဆိုပါ KTB ကိုဝင်ရောက်စီးနှင်ခဲ့ကြောင်း ရှင်းတုတ်စီးနှင်းပြီးနောက်စစ်သားနှင့်ရဲခွနဦးကိုပြစ်ခတ်ခဲ့ရာခွနဦးလုံးသေဆုံးသွားကြောင်းလက်နက်နှင့်ခဲယံတချို့ကိုကောက်ယူပြီးအလင်းအမြန်ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။မင်းညာက KTB ကိုရဲနဲ့စစ်ခွေးခွနကောင်လာလို့သွားပြီး KTB ကိုစီးနှင်းတိုက်ခိုက်ပါတယ်။ခွနဦးလုံးသေဆုံးပါတယ်။ဓာတ်ပုံကတော့မရိုက်နိုင်ဘူး။မျိုးပေါ်ဆိုတော့စစ်ခွေးကားတွေကလည်းချက်ချင်းရောက်လာတော့ရတဲ့ပစ္စည်းချက်ချင်းကောက်ပြီးဆုတ်ခွာခဲ့ရတာဟုနတ်စစ်တီတပ်ဖွဲ့မှကိုအောင်ကပြောဆိုပါတယ်။ လက်တလုံးသိဆုံးသွားတဲ့စစ်သားနေရှင်များထံမှ G3 တနက်တလန်ကြီပေါက်လေးခုကြီတောင်း၈စိန် equipment နှစ်ခုဓာတ်သုံးလန်လက်ထိပ်တစ်ခုလိုကိုဒိန်းစီရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါစစ်စင်ရေးကိုနှစ်စစ်တီတပ်ဖွဲ့နဲ့ဂျိုးပင်က BTZM တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ Economic Magazine ကတရုတ်ဝဆွေးနွေးပွဲမှတ်တမ်းဖွင့်ချလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ ်တရုတ်သည်မြမအရေးတွင်၎င်းတို့၏အာပြင်သောနိုင်ငံရေးလက်နက်ကိုထုတ်သုံးပြီး၎င်းတို့အလို့ကျဖြစ်ရန်အတင်းအကျပ်စီမံလာပြီးဟုအစချီကယခုလိုဖွင့်ချရေးသားလာခဲ့ပါသည်စစ်အာဏာသိမ်းမှု၏ရလဒ်အဖြစ်မြမတွင်ဖြီးရင်းစစ်ကြီးနှင့်ရင်ဆိုင်လာခဲ့ရသည်မှာ၄နှစ်ကျော်ကြာလာခဲ့ပြီဖြစ်ပါသည်ထိုချိန်မှစရွေစစ်အုပ်စုကိုတွန်းလှန်ရန်တော်လှန်ရေးအဖွဲ့ယာနဲ့ချီ၍ထွက်ပေါ်လာပြီးတခါတရံအချင်းချင်းပွတ်တိုက်မှုများရှိလာ၍လက်ရှိတွင်အခြေအနေများကရှုပ်ရှုပ်ထွေးထွေးနှင့်ရှေးမတိုးနောက်မဆုတ်ဖြစ်လာနေပါသည်။ အနောက်အုပ်စုကထိုးရေးကိုလက်ရှောင်နေကြဆဲဖြစ်ပါတယ်။သို့သောမြန်မာနှင့်ကီလိုမီတာ2000ခန့်ထိဆက်နေသောတရုတ်ကတော့ထိုးသောမဟုတ်။၎င်းတို့၏ကုမ္ပဏီများသည့်မြန်မာ၏မြေရှားသတ္ထုများထုတ်လုပ်ရန်တံငွေနှင့်ရေနံများကိုဗင်္ဂလားပင်လယ်အော်မှယူနန်သို့ပို့ဆောင်ပေးနေသည့်ပိုက်လိုင်းများအစရှိသည့်လုပ်ငန်းများတွင်ဒေါ်လာဘီလီယံပေါင်းများစွာယင်းနှမြုံနှံနေကြ၍ထိုအကျိုးစီးပွားများအလုံးစုံစိတ်ချရေးကိုအာမခံနိုင်မည့်ရလဒ်မျိုးပုံဖော်နိုင်ရန်ကြိုးပမ်းလာခြင်းဖြစ်ပါသည်။ တရုတ်တို့မြန်မာအားမိတို့မိပုံဩစာလွှမ်းမိုးနိုင်အောင်လှုပ်လာခဲ့ပုံကိုမကြမီကအီကော်နော်မစ်လက်တို့ရောက်ရှိလာခဲ့သည့်အစည်းအဝေးမှတ်တမ်းများကိုလေ့လာလျင်နားလည်သဘောပေါက်နိုင်ပြီဖြစ်ပါတယ်။တရုတ်တန်တမန်များနှင့် WTC UWSA အကြားဆွေးနွေးခဲ့သည့်အစည်းအဝေးမှတ်တမ်းပင်ဖြစ်ပါတယ်။ဝါရိုဘတ်မှထိုးမှတ်တမ်းကိုမဟာမိတ်တော်လှန်ရေးအဖွဲ့များကိုဝေငှခဲ့ရမှကြေကြေပြန့်ပြန့်ဖြစ်သွားပုံရသည်ဟုတရုတ်မြန်မာအရေးကျွမ်းကျင်သူဂျေဆင်တာဝါကထောက်ပြခဲ့ပါတယ်။ တရုတ်တန်တမန်တို့ပါဝင်သည့်ဆွေးနွေးပွဲများတွင်ပြောဆိုခဲ့သည့်များကိုတလုံးမှမကျန်မှတ်တမ်းပြုစုထားခြင်းကအင်မတန်ရှာရှာပါပါဟုဆိုရပေမည်။ဂျေဆင်တဝါပါဝင်ကျွမ်းကျင်သူများကအစစ်အမှန်ဖြစ်သည်ဟုမှတ်ချက်ပေးခဲ့သည့်တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနနှင့်ဝါအဖွဲ့ကမှမှတ်ချက်တစုံတရာမပေးခင်မြန်မာမီဒီယာများတွင်တွစ်ဆုံခဲ့မှုအကြောင်းဖော်ပြထားပြီးဖြစ်၍တစ်ဖက်စလုံးကငြင်းဆုတ်ခဲ့ကြခြင်းမရှိပေ။ ထိုစာရွက်စာတမ်းများတွင်တရုတ်တို့၏အကြမ်းတမ်းဆုံးတန်ခင်းတမန်ခင်းလက်ကိုရှင်းလင်းထင်ရှားစွာတွေ့လာရသည်ထိုအစည်းအဝေးသည်တိုင်းသားတော်လှန်ရေးတပ်များ2029ဟုအမည်ပေးထားသောစစ်စင်ရေးဖြင့်ရှမ်းမြောက်ဒေသတွင်အောင်ပွဲများအလီလီရရှိလာနေခြင်းဖြစ်သည့်2024ဩဂုတ်လတွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ထိုစစ်စင်ရေးသည်ထူးထူးခြားခြားအကြအနှညှိနှိုင်းပြီးထိထိရောက်ရောက်ဆင်နွှဲနိုင်ခဲ့ခြင်းဖြစ်သည်ထွက်ပေါ်လာသောအင်အားနှင့်နေမည်အဆုံးရှုံးများအတွက်တရုတ်တို့အထိတ်တလန့်ဖြစ်လာခဲ့ကြသည် ပေါကြားလာသောမှတ်တမ်းတွင်တရုတ်တို့ဘက်ကပြောဆိုတုံ့ပြန်လာသည်များအသေးစိတ်ပါရှိလာသည်တရုတ်အထူးတန်တမန်တင်ဟီချွင်းသည်ဝါရူအာ MNDAA နှင့်ပူးပေါင်းဆောင်ရွက်နေမှုများရက်တရံအမိန်ပေးလာသည် MNDAA သည်အပြောတစ်မျိုးအလုပ်တစ်မျိုးလုပ်သည် two face များဖြစ်သည်ဟုပြောလာသည် MNDAA သည်မိမိတို့၏အမိန့်ကိုနာခံခြင်းအောင်ဟန်ဆောင်နေပြီးတစ်ဖက်တွင်သဘောထားကွဲလွဲဆက်ရများဖန်တီးလာသည်ဟုဆိုသည်ဆေယုစုဓမ္မလာရှုကိုတင်ယူခဲ့ခြင်းကြောင့်မိမိတို့၏ကုံသွဲရေးကိုအနောက်ရှက်ဖြစ်အောင်လုပ်ခဲ့သည့်အတွက်မဖြစ်မနေအပြစ်ပေးအရေးယူသွားမည်ဟုလည်းပြောခဲ့သည် MNDAA သည်အမေရိကန်နှင့်အနောက်အုပ်စုကထောက်ခံမှုပေးနေသည့်နိုင်ငံတွင်ကဒီမိုကရေစီလိုလားသောအုပ်စုများနှင့်မဟာမိတ်လုပ်နေပြီးစစ်အုပ်စုကိုပြိုလဲရန်ဥဆောင်ဥရွက်ပြုနေသည်ဟုဆွဆွဲလာသည်။လာရှိုးကိုတိမ့်ပိုက်လိုက်ခြင်းသည့်အမေရိကန်နှင့်အနောက်အုပ်စုပါဝင်ပတ်သက်လာအောင်နေရာထိုင်ခင်းဖန်တီးပေးခြင်းဖြင့်နိုင်ငံအားမင်းမဲ့တိုင်းပြည်ပုံစံဖျို့ဖျဲဖြစ်သွားအောင်လုပ်သလိုဖြစ်လာနေသည်ဟုအကြောင်းပြလာခဲ့သည်။ MNDAA လုံရက်များအတွင်၎င်းတို့ဖြန့်ကားပြက်ဖြင့်ပြစ်ဒဏ်ခံနေပြီဟုတင်ယီချွင်းကဆိုသည်။ ခန့်ငါပြတ်ဆိုသည်ကမီးရေအင်တာနက်လူအဝင်ထွက်နှင်းကုန်စည်စီးဆင်းမှုများဖျက်တောက်ပစ်ခြင်းဖြစ်သည်မြန်မာပြည်တွင်းစစ်တွင်ပါဝင်ပတ်သက်နေသူများသည်အတိုင်းအတာတစ်ခုထိတရုတ်နှင့်ကုန်သွယ်ရေးတွင်ပါဝင်ပတ်သက်နေကြသည်တင်ကြီးချင်းက MDAA ကောင်းဆောင်များကိုအရေးယူဖို့ရှိနေသည်ဟုတတိပေးခဲ့ပြန်သည်ဟွာများလည်း MDAA ကိုဆက်ကူညီနေမည်ဆိုကထိုကဲ့သို့အရေးယူခံရမည်ဟုပြောလာပြန်သည်နောက်ပိုင်းတွင်ဖြစ်ပျက်လာမှုများကိုတည်ခြင်းဖြင့်တရုတ်၏ပြင်းထန်သောဖိအားပေးမှုနီလန်းများအောင်မြင်ခဲ့သည်ကိုတွေ့လာရသည်။ တင်ယူချင်းပြောပြီးမကြမီမှာပင် MNDAA ကောင်းဆောင်ပန်းထာရင်သည်တရုတ်သူရောက်ရှိနေစဉ်အတွင်အထိမ့်သိမ်းခံခဲ့ရသည် MNDAA သည်စေအုပ်စုနှင့်အပြည့်ခတ်ရက်စဲရေးလက်မှတ်ရေးထိုးပြီးနောက် တင်ကြီးချွင်းပြန်ပေါ်လာသည်နှစ်ဖက်စလုံးကထိုးထိုးရက်လက်ကောင်းများထွက်ပေါ်လာအောင်စီစဉ်ပေးခဲ့သည့်အတွက်ဂျေဇူးဥပကာယတင်းနေကြကြောင်းတရုတ်နိုင်ငံသားကြီးဝင်ကြီးဌာနကပြောလာပြန်သည်ရှင်းနေအတူ MNDAA လည်းလာရှုအပါဝင်တင်ပိုက်ထားသောနေမြေတချို့တဝက်မှပြန်ဆုတ်ပေးခဲ့ရသည်ယခုအခါ MNDAA သည်၎င်းတို့နေမြေများကိုဖွံ့ဖြိုးအောင်လုပ်ဖို့သာအာရုံစိုက်နေသည်လောက်ကိုင်းတွင်အနည်းဆုံးရွှမ်း၅သိန်း ဒေါ်လာ9000ယင်းနှမြုပ်နယ်မြေတရုတ်နိုင်ငံသားများကိုအမြဲတမ်းနေထိုင်ခွင့်ပေးမည်ဟုကန့်လန့်လာသည်။ဤဒီကလည်းတရုတ်နိုင်ငံသားများနှင့်တွေရော့ရှက်တင်ဖြစ်လာကစေအုပ်စုဤဘုံကျဲတိုက်ခိုက်မည်ရန်မှဟန်တားနိုင်မည်ဟုယုံကြည်ထားကြ၍လည်းဖြစ်သည်။ဝါရုကလည်းတရုတ်တို့၏ message ကိုကောင်းစွာသဘောပေါက်ထားပုံရှိပြီးတရုတ်တို့လက်တုံပြလာမည်ကိုကြောက်ပြီး MNDAAR နောက်ထပ်ပံ့ပိုးမှုများလုပ်တော့မည်မဟုတ်ဟု social media မှကြေညာခဲ့သည် တရုတ်သည်စစ်အုပ်စုရန်သူများကိုတာပြစ်မှတ်ထားပြီးဝင်ရောက်ဆွဖက်ခဲ့သည့်တမကရခင်ကနေကြာဆောင်တက်များအလေကြားဖြန့်ခိုင်းများကိုအေးအေးယူရန်ပြက်ကွက်ခဲ့သည့်အတွက်အလားတူပြစ်ဒဏ်မျိုးချမှတ်အေးအေးယူခဲ့ပြီးဖြစ်သည်ဤဒီကိုကြည့်၍အကြံဖြင့်ပြော၍ရသည်ကတရုတ်သည်မြန်မာနိုင်ငံအတွင်မိသူကမိသည့်နယ်မြေများကိုထိန်းချုပ်ထားသည့်ဆိုသည့်ထက်၎င်းတို့ဤနယ်စပ်ဒေသတည်ငြိမ်မှုနှင့်ကုန်သွယ်ရေးစီစဉ်နေဖို့ကိုသာပိုပြီးစိတ်ဝင်စားနေသည်ဟုပြော၍ရပေသည် သို့တော့၎င်းတို့၏လုပ်ရများသည့်ပြည်ပခါဤလမ်းကြောင်းကိုပြောင်းလဲသွားစေခဲ့တော်လဲရေရှည်တည်တမ်းမီငြိမ်းချမ်းရေးကိုမဖြစ်မနေအလင်းအမြန်ပေါ်ပေါက်စေမီပုံစံမျိုးတော့မဟုတ်ဟုနိုင်ငံကသိစေရန်ဖွင့်ချရေးသားခဲ့သည်တရုတ်သည်၁၎င်းတို့၏စီမံခန့်များအမြန်အကောင့်ထည့်ဖော်ပေးရန်၂ထုတ်လုပ်ငန်းများအားအကောက်အွယ်ပေးရန်၎င်းတို့လက်နက်ကင်များဝင်ရောက်ခွင့်ပြုရန်၃နိုင်ငံတွင်လာရောက်လုပ်ကင်နေသောတရုတ်နိုင်ငံသားများလုံခြုံရေးအတွက်အကအွယ်ပေးရန်ဟုပြောင်းကြားကြတောင်းဆိုလာမှုသည့် ြန်မာတို့၏အထောက်ချာအာဏာကိုမိများအတိမခံလေးစားသဘောထားကြောင်းပေါ်လွင်လျက်ရှိသည်မင်းအောင်လိုင်ကတော့စီမံကိန်းများအကောင့်ထည့်ဖို့ရန်၎င်းကိုယ်တိုင်ဦးဆောင်ပြီးဖွဲ့စည်းပေးလိုက်ရပြီဖြစ်သည်ပြည်သူတို့၏တရားတော်စစ်မှုချအောင်ရမည်